ကဲချစ်တော်မစ်ဆေတို့ရေကျေးဇူးများကြီးတင်ပါတယ်เนาะတချို့ချစ်တော်မစ်ဆေတွေကเนาะအာဂျာတာပတိနေအတွက်လာမယ့်ဂျာတာပတိနေအတွက်ကိုငွေကြိုလွဲပြီးတော့မှပတ်စံကြိုလွဲပြီးတော့မှထိုးထားကြတယ်အားရလိုက်တာကျေးဇူးတင်လိုက်တာဆရာဆက်ဝန်ပေါ်မှာအခုလိုမျိုးယုံကြည်ပေးကြတဲ့အတွက်ချစ်ခင်ပေးကြတဲ့အတွက်ဆရာဆက်ဝန်ကျေးဇူးများကြီးတင်ပါတယ်เนาะဆရာဆက်ဝန်တို့ကမနက်ဆိုလို့ရှိရင်အဲ့ဒါလေးလည်းထည့်ပြီးပြောအောင်ပဲပေါ့เนาะမနက်ဆိုလို့ရှိရင်ဖျားကြော်ပါလေပဋ္ဌာန်းမဟာသမ ्या တုတ်တော်နေတခြားသောဂုံတော်ပိပဋ္ဌာန်းတွေကိုမပြတ်မခွတ် ပူဇော်ပါတယ်ရွတ်ဆိုပါတယ်နော်အဲကြောင့်မလို့ဖျားတရားလုပ်တဲ့အကျိုးကျေးဇူးကြောင့်လားမသိဘူးဆရာဆိုင်ဝန်းတို့ဆရာဆိုင်ဝန်းတို့ညီကိုနေတော့အများတန်းလေးထီလေးတွေခဏခဏထထပေါက်တယ်စုအကြီးအသားမဝင်သေးတာစုအကြီးအသားမရသေးတာထီလေးတွေထိုင်းထီရောစကမူထီရောပေါ့နော်ခဏခဏထထပေါက်တယ်အသေးလေးတွေရောစုအလက်လေးတွေစုအသေးလေးတွေစုအလက်လေးတွေပေါ့နော်ဒါကြောင့်မလို့ချစ်တို့အားလုံးကိုတော့ဖိတ်ခေါ်ပါတယ်ဟိုဟာ ထိပေါက်ကာထာလည်းရွတ်ကြပါအရိကတ်တို့ကိုလည်းရွတ်ကြပါလို့တိုက်တွန်းပါတယ်ဆက်ဆံဝန်ကြာတာပတိနေအတွက်ကြိုးစားကြရအောင်ထိချစ်တဲ့သူတွေနော်ဆက်ဆံဝန်ကိုငွေလွဲပြေစာလေးတွေပို့ထားလို့ရပြီယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်ဆက်ဆံဝန်အာမခံပေးတယ်ထီနဲ့ပတ်သက်ပြီးတော့မှတည်ကျင်တဲ့ဆရာဆိုလို့ရှိရင်လည်းတည်တည်ချာချာဆရာအတင်ပေးမယ်နော် အစားဆုံးဆရာကိုယ်တိုင်လည်းတိုက်ဆက်ပြီးတယ်မိမိဟောင်းမိတ်စ်ကတ်စတမာမိဟောင်းမိတ်စ်တွေကအာဒီလိုဆရာကြီးကျွန်တော်ကျမတို့ပေါ့နော်ကတ်စတမာမိဟောင်းမိတ်စ်တွေကအာမိတ်ဆွေအစ်စ်တွေပေါ့ကတ်စတမာအစ်စ်တွေကကျမတို့နားမလည်ဘူးဆရာဆိုလို့ရှိရင်စိတ်မပူနဲ့နော်စိတ်မပူနဲ့ဆရာဆန်ဝန်းကိုယ်တိုင်တိုက်ဆက်ပြီးတယ်ဆရာဆန်ဝန်းကိုယ်တိုင်တာဝန်ယူပြီးတယ်အကုန်လုံးတာဝန်ယူပြီးတယ်အကုန်ကိုကိုယ်ကိုယ်တိုင်တိုက်ဆက်ပြီးတယ်အဲ့ဒါအောင်မှာဆရာကြီးကျမတို့နားလည်ခြင်းနဲ့ဆိုလို့ရှိရင်စိတ်ရှည်ရှည်နဲ့တင်ပေးတယ် နော်စိတ်ရှိရှိနဲ့တင်ပေးတယ်အဲ့တော့ငွေကြိုလွဲထားလို့လည်းစိတ်မပူနဲ့ဇာရိတအာမခံတယ်တက်တည်တည်နဲ့လည်းတွားထားပြီးတယ်ဇာရိတလည်းအာမခံတယ်ဆက်ဆောင်ဝမှာငွေနဲ့ပတ်သက်ပြီးနာမည်ပြမရှိဘူးနော်တက်တည်ထောက်ထားရတက်တည်တခါရရရတက်တည်ထောက်ထားရဆရာဆိုင်ဝမ်ရဲ့တမိုင်းကြောင်းမှာငွေနဲ့ပတ်သက်ပြီးတော့မှနာမည်ပြမရှိဘူးဆရာဆိုင်ဝမ်ရဲ့စိတ်သက်ကိုပေါင်းကြည့်ကြည့်ပါပေါင်းကြည့်ရင်အကြောင်းသိမယ်လူစရာပေါင်းကြည့်ရင်အကြောင်းသိတာပဲပေါ့နော်အော်တစားမှ6000နဲ့ပဲပေါ့နော်စမ်းသပ်ကြည့်ကြည့်ပေါ့ နော်ပတ်စံ6000နဲ့အရှုံးခံပြီးတော့မှဆရာဆန်းဝမ်းရဲ့ဇာတိတအောင်စမ်းသပ်ကြည့်ကြည့်ပေါ့နော်အရင်ဦးဆုံးဆရာဆန်းဝမ်းနဲ့မပတ်သက်ဘူးတဲ့သူတွေမိတ်ဆွေအစ်စ်တွေကတ်ဆတ်မအစ်စ်တွေကဆရာဆန်းဝမ်းရဲ့ဇာတိတဆရာဆန်းဝမ်းရဲ့စိတ်ဓာတ်ဆရာဆန်းဝမ်းရဲ့အလုပ်လုပ်တဲ့ပုံစံကိုသိချင်တယ်ဆိုရှင်ငွေ6000ကိုအရင်ဆုံးရင်းနှီးကြည့်လိုက်ပေါ့ပတ်စံ6000မြန်မာငွေပတ်စံ6000ဆိုတော့ဘာမှမရှိတာဟုတ်တယ်မလားအဲ့ဒီပတ်စံ6000ကိုရင်းနှီးပြီးတော့မှမိတ်ဆွေအစ်စ်တွေကတ်ဆတ်မအစ်စ်တွေကဆရာဆန်းဝမ်းကို တက်စတင်လုပ်ကြည့်ကြည့်ပေါ့စိတ်ဓာတ်ကိုစမ်းသပ်ကြည့်ကြည့်ပေါ့အဲ့လိုလက်တွဲကြည့်မှလို့ဆိုတာသိမှာလေအဲ့လိုလက်တွဲကြည့်တော့မှပေါင်းကြည့်မှအကြောင်းသိမှဖြစ်တဲ့အတွက်အရင်ဦးဆုံးအလုပ်လုပ်ကြည့်ကြည့်အရင်ဦးဆုံးလက်တွဲကြည့်ကြည့်ပြီးတော့မှဆုံးဖြတ်တွေ့ရမလားပြီးတော့မှဆုံးဖြတ်ပြီးတော့ဆက်ဆိုင်ဝနေရာတနေရာရလာလို့ပေါ့နော်အတိုက်ခိုက်ကလည်းရမ်းများတယ်မနာလိုခြင်းရလည်းခံရတယ်အတိုက်ခိုက်ကလည်းရမ်းများတယ်ဒါပေမဲ့ဆက်ဆိုင်ဝက ခုနောက်ပိုင်းအေးဆေးဆေးပဲနေတာပါကိုယ့်ကိုလှုပ်လှုပ်ဆက်ရှိရလှုပ်တယ်ကိုယ့်ကိုတက်တန်တန်းတက်ဆက်ရှိရတက်တယ်ဖျားတရားလှုပ်ဆက်ရှိရလှုပ်တယ်ပတ်ဆက်ရှာဆရာရှိရရှာတယ်ကုတူပညာဥစ္စာရဲ့အောက်မှာကိုယ့်ကိုအစဉ်ပြေပြေနဲ့ကိုသွားနေတည်ရမလားဘု து အကြောင်းမှလည်းဝယ်မပါဘူးဘယ်တမိုင်းအကြောင်းမှလည်းဝယ်မပါဘူးဘယ်ကိစ္စမှလည်းဝယ်မပါဘူးရှာလည်းမရှိဘူးစိတ်လျှော့ထားတယ် နော်ရှာမရှိဘူးစိတ်လျှော့ထားတယ်ဆရာခုမောင်တန်းရဲ့ပညာတွေအရာတန်တန်တတ်တဲ့ပညာတွေအရာရှာမရှိဘူးစိတ်လျှော့ထားတယ်ဘသူရဲ့ဘဝမှာမှလိုက်ပြီးရှာမရှိတော့ဘူးနော်ရှာမရှိတော့ဘူးကိုယ့်ကိုအေးဆေးပဲနေတယ်ဘယ်ကိစ္စမှာမှရှာမရှိတော့ဘူးကိုယ့်ကိုအေးဆေးပဲနေတယ်ပြီးတော့မယန်းချင်းကိုရှောင်းနေဝစီကံကျူးလွန်ခြင်းကိုရှောင်းနေမယန်းဆဲဆိုခြင်းကိုဆရာဆန်းဝမ်းအထူးရှောင်းနေအဲ့ဒါကြောင့်လည်းစီဝါတက်လာတယ်ပါမယ်ထင်တယ်တိလားဆရာဆန်းဝမ်းလေး ငါရိုင်းဆဲဆိုခြင်းဝစီကံကိုအထူးရှောင်တယ်ဘယ်ဘယ်ကိစ္စမှာမှဝယ်မပါဘူးဘယ်ပြဿနာမှာမှဝယ်မပါဘူးဘယ်သူအကြောင်းကိုမှဝယ်မပါဘူးကိုအကြောင်းကိုတွေးတယ်ကိုသမိုင်းကိုရေးတယ်ကိုအကြောင်းကိုတွေးတယ်ကိုကိုလုတ်ကိုကိုလုတ်တယ်ကိုသမိုင်းကိုကိုတွေးတယ်ကိုလုတ်ကိုကိုစဉ်းစားတယ်ပြီးတော့မမရိုင်းကိုမဆဲဆိုဝစီကံပေါ့ဆရာဆန်းဝမ်းဝစီကံကိုလုံးဝထိမ့်ပလိုက်တာလုံးဝမဆဲလုံးဝမဆဲဆိုဘူး ဒေါသမဖြစ်အောင်ထိန်းနေအခုပါတော့ဒီအတော်တွင်းမှာဒီလတွေမှာလူတွေတော်တော်များများကဒေါသတွေအရင်ကြီးတတ်တယ်ဒေါသတွေထွက်တတ်တယ်ဘာမို့တဲ့ကိစ္စလေးနေနေဒေါသတွေကြီးနေတတ်တယ်ဘာမို့တဲ့ကိစ္စလေးနေဒေါသတွေထွက်နေတတ်တယ်အဲ့ဒါကိုကိုယ့်ရဲ့အတိတ်တည်းနဲ့ထိန်းမှရမှာကိုယ့်ရဲ့အတိတ်တည်းနဲ့မထိန်းဘူးဆိုလို့ရှိရင်အဲ့ဒေါသတွေလွတ်နေမှာစိတ်ကလွတ်ထွက်နေမှာဒါကြောင့်မို့လို့ဒေါသကိုလည်းဒီကာလမှာဒေါသတွေထိန်းရတယ်ဘာလို့ဆိုတော့မိစ္ဆာကเนาะ မနှောတိုက်ထားတာဖြစ်တဲ့မိစ္ဆာကလှုပ်ထားတာဖြစ်တဲ့အတွက်ဆိုတော့เนาะကာထားရမယ်ကိုကိုသတိထားပြီးကာထားရမယ်ဝစီကန်ထိန်ရမယ်ရှာမရှည်နဲ့စိတ်လျှော့ရမယ်ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဘာမှရှာရှည်စရာမလိုဘူးရှာရှည်ရင်ပြဿနာတက်မှာပဲဟုတ်တယ်မလားကိုအเจ้าမဟုတ်ကိုကိစ္စကိုအเจ้าမဟုတ်ပဲနဲ့ကိုကိစ္စမဟုတ်ပဲနဲ့ရှာရှည်တယ်ဆိုလို့ရှိရင်ကိုကိစ္စလည်းမဟုတ်ဘူးကိုအเจ้าလည်းမဟုတ်ပဲနဲ့ရှာရှည်တယ်ဆိုလို့ရှိလို့ရှိရင်ပြဿနာတက်မှာပဲသိရမလားပြဿနာတက်မှာပဲအဲအเจ้าမလို့ ကိုကိစ္စမဟုတ်ဘူးကိုအကြောင်းမဟုတ်ဘူးဆိုရှင်ရှာမရှင်နဲ့စိတ်လျှော့ဝင်ပါစရာကိုမလိုတာကိုအကြောင်းလည်းမဟုတ်ဘူးကိုတမိုင်းလည်းမဟုတ်ဘူးတည့်ရမလားဆိုရှယ်မီဒီယာပေါ်မှာဖြစ်ပျက်နေတဲ့အရာတွေအကုန်လုံးတို့တူဖုတ်ဖုတ်တုတ်တုတ်ကြီး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 ပွေပွေကိုလည်းမဆိုင်ဒီကဒီကိုတမိုင်းကိုရေးရမယ်ကိုလို့ကိုကိုလောက်ရမယ် ဟုတ်လားကိုယ်ချောင်းကိုတွေးရမယ်ကိုတိုးတက်ဖို့ကိုချမ်းသာဖို့ကိုပညာတက်ဖို့ကိုအစ်စနန်းရှိဖို့ကိုငွေတွေဝင်ဖို့ဒါပဲတွေးရမယ်ကိုနဲ့မဆိုင်တဲ့အရာတွေမှာဆိုရှယ်မီဒီယာပေါ်ပလက်ဖောင်းပေါ်မှာရှိတဲ့ကိစ္စမှန်တယ်များကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်အားချောင်းတာတွေဝင်ရှာရှိတာတွေဝင်ပြောတာတွေဟုတ်လားအကုတူဖြစ်တယ်ကျွန်တော်ကတော့မပါဘူးအဲ့လိုမျိုးနော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကိုလည်းကျွန်တော်အကြံပြုတယ်ပေါ့နော်အထူးကားကကျွန်တော်တို့ညီကိုမောင်နှမတွေအကုန်လုံးနော်မိဘပြည်သူတွေအကုန်လုံးကဝစီကန် ဝစီကံကိုထိမ့်လိုက်တာ ਨੇ ကျွန်တော်တို့ကျွန်တော်တို့တို့ရဲ့ဘဝက60ရာခိုင်နှုန်းတော်တော်လေးအေးချမ်းလာနေတယ်ဝစီကံပေါ့နော်ဝစီကံအရန်အရေးကြီးတယ်ဝစီကံတိတ်ကိုအခုကာလမှာဝစီကံကတိတ်ရေးပါတယ်ကျွန်တော်တို့အားလုံးဒေါသတွေထိမ့်မယ်ဆဲဆိုရိုင်းဆိုင်လောင်ကြောင်တရောပုတ်ခတ်နေတဲ့စိတ်တွေကိုထိမ့်မယ်အစဲကြံမိုက်ဆိုင်နေတာတွေထိမ့်မယ်ဝစီကံတွေထိမ့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့ဘဝတွေက60ရာခိုင်နှုန်းအဆင်ပြေလာလိမ့်မယ်လို့ကျွန်တော်အာမခံပြီးပြောပြရတယ် ဝစီကံကြီးတာပဲဒါဆိုဆက်ဆိုင်ဝမ်းဆိုရင်အခုဝစီကံထိမ့်လိုက်တာဝစီကံမကျူးလွန်တော့တာပေါ့နော်ဆဲဆိုလောင်ပြောင်တရောပုတ်ခတ်ရိုင်းဆိုင်မိုင်းရိုင်းအရင်တော့ကာရိုက်တာပေါ့နော်အရင်တော့ကာရိုက်တာငစင်းတယ်မှာတယောက်လိုပဲအရန်ရိုင်းနေအရင်တော့အရန်ဆဲတယ်အရန်ရိုင်းနေဒါပေမဲ့ငြိမ်လိုက်တာနှစ်နှစ်ရှိပြီလုံးဝမဆဲတော့ဘူးလုံးဝဝစီကံကိုထိမ့်လိုက်တယ်ဝစီကံနဲ့ပတ်သက်တာဆက်ဆိုင်ဝမ်းဘာမှမကျူးလွန်တော့ဘူးအဲ့ဒီနောက်ပိုင်းမှာအရန်တိတာတဲ့ဆက်ဆိုင်ဝမ်းစီဝါတက်တယ် စီဝါတက်လာတယ်ပေါ့နော်အယမ်းတိတာတယ်တအားတိတာတာပေါ့နော်ပြီးတော့အဲ့လိုဝစီကန်ထိမ့်လိုက်တဲ့အတွက်အဲ့လိုဆဲဆိုမိုင်ဆိုင်ရိုင်းဆိုင်တောင်ပြောင်တဲရောပုတ်ခတ်မိုင်ဆိုင်တာပေါ့နော်ဒီကတော့မိုင်ဆိုင်တာဆင်ကျင်လိုက်တဲ့အတွက်လူချစ်နဲ့ချစ်တယ်လူတွေလည်းချစ်လာတယ်နတ်တွေလည်းချစ်လာတယ်အဲ့လိုမျိုးပေါ့နော်ဒါလေးကတော့အကြံပြုတာပါဆရာဆိုင်ဝမ်းနော်ဒါလေးကတော့အကြံပြုပေးတာပါဆရာဆိုင်ဝမ်းနော်အဲ့ကြောင့်ချစ်တို့တွေအာဟုတ် ကြာတာပတင်းနေထွက်မဲ့အထိအတွက်တူတူအတွက်ပေါ့ဗောနော်ထိုင်းချီရတော့လက်ကုံထွက်မယ်နော်တရရနေထွက်မယ်ထိုင်းချီရတော့လာပြီးအားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်မိတ်ဟောင်းမိတ်တည်းအဲ့တော့အစ်စ်တွေပေါ့နော်အခုမှလာဆရာဆိုင်ဝန်းနဲ့လက်တွဲမဲ့အစ်စ်တွေရတော့လက်တွဲကြည့်ပါတခါတော့ရင်လက်တွဲကြည့်လိုက်ပြီးတော့မှဆုံးဖြတ်ပေါ့နော်အဲ့လိုမျိုးလေးပြောပေးကြပါတယ်ပြီးတော့နောက်တစ်ခုဆရာဆိုင်ဝန်းကြီးညာကျင်တာကဆရာဆိုင်ဝန်းစီမှာထီလာထိုးတဲ့ မိဘပြည်သူတွေပေါ့နော်။မိုက်မိုက်ရိုင်းရိုင်းနဲ့ထီလာဆိုးလို့ရှိရင်ဆက်ဆောင်းဝန်းတို့ဆက်ဆံမှာမဟုတ်ဘူးနော်။တခါလဲဘလော့မှာပါ။တခါလဲဖမ်းမှာပါ။အဲ့ဒါလေးကိုလည်းမြစ်တာရခံရစေ။ဆက်ဆောင်းဝန်းတို့ညီကိုယောက်ကယဉ်ကျေးသောမိဘနှစ်ပါးမွေးဖွားလာတဲ့ယဉ်ကျေးသောဆရာကောင်းတမကောင်းတွေရဲ့စုဆုံမှုအောက်မှာယဉ်ကျေးစွာနဲ့ပြုမှုပြောဆိုနေထိုင် ရှက်တန်နေတာဖြစ်တဲ့အတွက်နော်မိဘပြည်သူအစ်စ်တီမိုက်မိုက်ရိုင်းရိုင်းနဲ့လာပြီးဈေးဝယ်တာမျိုးမိုက်မိုက်ရိုင်းရိုင်းနဲ့လာပြီးပြောတာမျိုးဆိုရှင်လုံးဝတုံ့ပြန်မှာမဟုတ်ပါဘူး။ဘာမှတုံ့ပြန်မှာမဟုတ်ဘူး။တခါလဲဖမ်းလိုက်မှာပါ။ အဲ့လေးလည်းမေတ္တာရက်ခံပြရစီတခါလဲဘန်းထုတ်ပလိုက်မှာပါတချို့ကတ်ဆာမာတွေအရမ်းမှရိုင်းနေသူသူ့ဘဝထဲမှာသူအတူတူအာနာနဲ့နေနေတာကိုဘဝထဲမှာပါလာပြီးတော့သူ့ဘဝသူနေနေတဲ့အာနာကိုကိုဘဝမှာပါအာနာလာတုံးတာပေါ့နော်အဲ့တော့အဆက်ပြေမနေဘူးပေါ့နော်အဲ့လိုမိဘပြည်သူတွေမိုင်ဆိုင်နေမိဘပြည်သူတွေနဲ့မပတ်သက်ချင်ပါဘူးလို့နော်အဲ့ဒါကိုလည်းမေတ္တာရက်ခံပါပဲကျွန်တော်တို့ကကြောက်တယ်နောက်ပိုင်းမိုင်ဆိုင်တာဒါကကြောက်တယ်ဝါစီကန်ကိုလည်းကြောက်တယ်မိုင်ဆိုင်တာကိုလည်းကြောက်တယ်ကိုကိုတိုင်းလည်းမိုင်ဆိုင်ခြင်းမလုပ်ဘူးအရင်ကြောက်တယ် နော်လောကပါလာနမင်းကြီးနဲ့တန်တရားကိုရမ်းကြောက်တယ်မယိုင်းချင်းဆိုတာကိုရမ်းကြောက်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုမိုင်းမိုင်းဆိုင်ဆိုင်နဲ့ဝင်လာတဲ့မြည်တိမိဘပြည်သူမဆိုမိုင်းမိုင်းဆိုင်ဆိုင်နဲ့လာပြောတဲ့မြည်တိမိဘပြည်သူမဆိုဘယ်လိုအစ်စ်တန်းမျိုးမဆိုမိုင်းမိုင်းဆိုင်ဆိုင်ဝင်လာတဲ့အကောင့်တွေအကုန်လုံးဘန်းမှာပါဘလော့မှာပါမပတ်သက်ချင်ပါဘူးအဲ့လိုလူမျိုးတွေနဲ့နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ခြားတာပတိနေအတွက်လာရောက်ပြီးတော့မှခုကလေးကငွေချိုလွဲပြီးတော့မှယုံကြည်စိတ်ချစွာလာပြီးတော့အားပေးနေကြတဲ့ ချစ်ရတဲ့မိတ်ဆွေတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်ဆန်းဝမ်းကတော့လမ်းညွှန်ပေးချင်တာကထီပေါက်ကာထာလေးကိုရွတ်ပါလို့တေချာရွတ်ပါအရန်ဆွမ်းတယ်ထီပေါက်ကာထာလေးအရန်ဆွမ်းတယ်နော်အဖေပြောပေါ့ဒါလုံးဝမပေါက်တာတဲ့စားလို့ရှိရင်တစ်တောင်းပဲပေါက်ပေါက်နှစ်တောင်းပဲပေါက်ပေါက်သုံးတောင်းပဲပေါက်ပေါက် happy money လीဟပ်ပီမန်နီဆိုတော့ပျော်ရွှင်စွာနဲ့လက်ခံရတယ်။နည်းနည်းလေးပေါက်တာဟဲ့အမလီစိတ်ကျလိုက်တာဟဲ့ကျွန်မကံမကောင်းကျွန်တော်ကံမကောင်းနည်းနည်းလေးပေါက်တာအဲ့လိုတော့မလုပ်အောင်ဟပ်ပီမန်နီဆိုတော့ပျော်ရွှင်စွာလက်ခံရတယ် manifestation လုပ်ရတယ်ပျော်ရွှင်စွာနဲ့လက်ခံရတယ်ကျေးဇူးတင်ပေးရတယ်ကျေးဇူးတရားပွားများပေးရတယ်လောကကြီးမှာဘယ်ရအောင်ဆိုကျေးဇူးတရားပွားများပေးရတယ်ဆိုလို့ရှိရင်တိတိတတ်တာအဆင်ပြေလာနိုင်ပြီနော်ကျေးဇူးများကြီးတင်ပါတယ်ဗျာ